ခံစားမှုကကရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအားလုံးကတဲတဲရေတုံပဲအဲ့ဒီခံစားချက်မျိုးပေါင်းစုံကိုကျွန်တော်ကြော်ဖြတ်ခဲ့တယ်အများကြီးပဲလူတွေရဲ့မုန်းတာတွေကိုလည်းကျွန်တော်ခံပြီးကမှပေါင်းလဲဆိုရင်လူတွေကကျွန်တော်စူးစမ်းနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တခါလေးကြာရင်အခုပြောကြတယ် တရုတ်ဆောင်ဝါသနာပါလုံလို့ကျွန်တော်မိသားစုနဲ့တော့ against လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ်ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလုပ်ပါလားတဲ့ကျွန်တော်ကအမှန်တရားပြောရရင်ဒုပညာတရုတ်ဆောင်ရေးစားလုပ်တာပေါ့နော်ဒါပေမဲ့ကိုလမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ဝင်လေးရဖို့အတွက်ကိုစ조사ခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ပြောဆိုကြရတဲ့သူတွေလည်းအများကြီးပေါ့နော်နောက်တစ်ခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့တချို့ကတင်နေကြတာပေါ့နော် ကျွန်တော်အဓိကကတော့ဗောနော်ကျွန်တော်ဒီဇက်ရုပ်ဇက်ကောင်ပေါ်မှာအမျိုးမျိုးဝေဖန်ကြတာဗောဝေဖန်မှုကိုကျွန်တော်လက်ခံပါတယ်နားလည်ပါတယ်ဒါပေမဲ့ဟိုတချို့ပြောတဲ့အရာတွေကကြတော့ဒီဇက်ရုပ်အနေနဲ့ဗောနော်ဟိုဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ပဲရှိလာဗောအဲ့လိုပုံစံနေနဲ့ ပြောကြတာလေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးတစ်ခုတော့မရအောင်အများကြီးစူးစမ်းခဲ့ရတယ်အားလုံးကတချို့ကကြတော့ဒီဇဲယုတ်ကိုနားလဲတယ်ပေါ့နော်ဆရာဝန်ဇဲယုတ်ကိုမှကျွန်တော်ကရမ်းစိုးသွမ်းနေရတာပေါ့နားလဲဒါပေမဲ့ကျွန်တော်နားမလဲပဲねဟိုမစင်ညာဒီလာဆဲတဲ့သူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုစိတ်ကောင်းလုံးတော့ပဲထားပါတယ်ကျွန်တော်အားလုံးလည်းမေတ္တာပို့ပါတယ်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်စူးစမ်းရနေရတာကျွန်တော်အတိဆုံးပါဟုတ် ကဲမင်္ဂလာပါခင်ဗျာအဟုတ်ကဲ့ပါခင်ဗျာအခုကိုတာကြီး brand ambassador ပေါ့နော်နှစ်နှစ်ဆက်တိုက်အခက်ခံရတဲ့အတွက်လည်းကျေးဇူးဟိုဂုဏ်ယူပါတယ်လို့ပြောချင်တာပါကျွန်တော်ရဲ့ဆရာမနစ်ကလည်းကျွန်တော်လည်း MD skin care မြန်မာမှာကျွန်တော်တချင်းဆိုတဲ့ဒီနေ့မနစ်ကလည်းဆရာဟို brand ambassador ခန့်အခြေခံရတယ်ပေါ့နော်ဒီနေ့လည်းကျွန်တော်ကဒီနေ့ကျတော့တချင်းလည်းဆိုတဲ့ခန်းနာအစီအစဉ်ရောအကုန်လုံးပေါ့နော် ပြီးတော့အရန်ပျော်ရွှင်ရပါတယ်ဘာလို့လဲဆိုတကယ်ကောင်းတဲ့ brand ကအခုလိုမျိုးတကယ်ဟိုထထိုက်တတန်ချင်းမြပြီးကမှပွဲဖိတ်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအစေးချောင်းသားလေးအကြောင်းပြောပြလို့ဆိုရင်တော့စေးချောင်းသားလေးကကျွန်တော်တော်တော်စူးစမ်းပြီးတော့ရိုက်ကူးထားတာပါအဲ့ဒီနေရာရောက်ဖို့လည်းမလွယ်ခဲ့ပါဘူးကျွန်တော်ဘဝမှာအခက်ခဲတွေအများကြီးပဲရှေ့မှာဆိုရင်ရင်ဆိုင်ခဲ့ရတဲ့အခက်ခဲတွေလည်းအများကြီးပဲနောက်ထပ်ဒီနေရာလေးဒီနေရာတတိလေးရဖို့အတွက်ကိုလည်းကျွန်တော်အများကြီးပေးဆက်ပြီးစူးစမ်းထားရတယ် ဲ့ဒီပုံမှာလည်းကျွန်တော်အပြည့်အဝကြိုးစားခဲ့ပါတယ်ခင်ဗျာဟုတ်ဘာပြစ်ဆက်ခဲ့ရလဲဆိုတော့ကျွန်တော်အဓိကကျွန်တော်ကကြတော့ဟိုမိသားစုကလည်း100%ပြည့်စုံတဲ့အတိုင်းဝိုင်းကလာတာမဟုတ်ဘူးလေမဟုတ်တဲ့အတွက်အဓိကဒီအမှုပညာလောက်တဲ့အခါမှာမိသားစုကလည်းကိုယ်သဘောတူတူခဲ့တဲ့မိသားစုမဟုတ်ဘူးအခြေပြုနဲ့ကျွန်တော်ကိုဝါသနာပါလို့ဒါအရေးစွန်ပြီးတော့လောက်ခဲ့ရတဲ့လမ်းကြောင်းဖြစ်တယ်ပြီးတော့ဒီအမှုပညာလမ်းကြောင်းပေါ်ရောက်ပြီဆိုတော့လေကျွန်တော်တွေးလိုက်တယ်အိမ်ကပတ်စံတွေကိုထိုင်သုံးနေမယ်အဲ့ဒီပတ်စံတွေနဲ့အမှုပညာကြီးကျွန်တော် သွားစီလာစီတွေပေါ့နော်လုံနေမယ်ဆိုရင်ကျွန်တော်အဆင်မပြေဘူးလေအင်အားသဘောတူတာမှမဟုတ်တာအဲ့တော့ကျွန်တော်ဂျားထဲမှာအနုပညာဝါသနာပါရဲ့သားနဲ့ကျွန်တော်ဘာလုပ်ရလဲဆိုကျွန်တော်ဟိုတချင်းနေလဲကျွန်တော်လိုက်ဆိုတယ်ကျွန်တော်ပြီးတော့ MC လဲကျွန်တော်လိုက်လုပ်တာပဲခန္ဓာမှုတွေဆိုကျွန်တော်ပွဲတိုင်းမှာတွေ့မှာပါအမှန်တိုင်းပြောရင်ဒါအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပဲလေအဲ့ဒါကြောင့်ကျွန်တော်ဒီလမ်းကြောင်းပေါ်မှာပဲကျွန်တော်ကိုချက်တော့ပုံကိုရက်တည်တယ်ကိုဝင်ငွေလေးနဲ့ကိုတုံးချနိုင်အောင်ကျွန်တော်အများကြီးစူးစမ်းခဲ့တယ်နောက်ထပ်ဒီနေရာလေးရဖို့လည်း ကျွန်တော်ရှိမှဆိုဖြတ်တန်းခဲ့ရတဲ့အရာတွေပေါ့နော်ခက်ခဲမှုတွေအများကြီးပဲပေါ့လဲဆိုအတိုက်ခိုက်တွေလည်းမျိုးစုံပေါ့ခုံခဲ့ရတယ်ခံခဲ့ရတယ်ပေါ့နော်အတိုက်ခိုက်မျိုးစုံလည်းခံခဲ့ရတယ်ဘယ်လောက်ထိစိုးစိုးဝါခံရလဲဆိုရင်ရင်မက်ကြီးတစ်ခုလုံးနာကျင်နေအောင်ခံရတယ်ဘလို့ကြောင့်နာကျင်စီလဲဆိုတော့အဓိကတော့ဟိုဒီအနုပညာလမ်းကြောင်းပေါ်ရောက်ပြီဆိုရင်ကျွန်တော်ကအိမ်ကိုအနုပညာလုပ်မယ်ဆိုတော့ဂတိပေးထားတယ်ဘာလဲဆိုကျွန်တော် ဟိုအဓိကအနေနဲ့အကြောင်းကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့အကြောင်းကျွန်တော်ဘဝမမေ့ရဘူးဘတော်မှကိုပဲအဆင့်ထိပဲရရောက်မာနမကြီးရအောင်မထောင်လောက်ရအောင်ပေါ့နော်နောက်တော့ဒုတိယတစ်ခုအနေနဲ့အကြောင်းကျွန်တော်မူရစေဝါတသက်လုံးမတုံးဆွဲပါဘူးဘာလို့လဲဆိုရင်ဟိုတချို့တွေကတော့ဟိုနီးဆက်တာတွေအများကြီးရှိကြတယ်ပေါ့နော်အဲ့လိုတွေကြာရင်ကျွန်တော်အိမ်ကိုလည်းခရီးပေးထားတယ်နောက်တစ်ခုကိုလည်းလက်မထောင်ပြီးနေခဲ့တဲ့ကာလတွေမှာတချို့သောသူတွေကသူတို့နဲ့သူပလင်းသူဘူးဆိုလို့နေနိုင်မှနေရာပေးကျင်တဲ့ အရာမျိုးတွေအများကြီးကြုံရတယ်ကျွန်တော်အဲ့ဒီမှာဆိုအများကြီးဖြတ်တန်းခဲ့ရတယ်ဘာလဲဆိုကျွန်တော်ဘလောက်ထိဖြတ်တန်းခဲ့ရလဲဆိုရင်ကျွန်တော်ဇက်ကားတကားလုံးရဲ့အနှစ်ချုပ်ကြီးကျွန်တော်မှာပဲအဓိကတော့ main ပေါ့နော်အဲ့လိုပြောပြီးကမှလှုပ်ပြီးကမှ plain to blue ဆိုမလုံနိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီဇက်လန်ထဲမှာရိုက်တော့ရိုက်ရတယ်ဒါပေမဲ့အဲ့ဒီ main တယောက်ကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ခြေလေးပါပါရလက်လေးပါပါရအထိပါကျွန်တော်ဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ရင်နာနာနဲ့ကိုယ်ဆရာသမားတွေလိုပဲအားလုံးကိုသဘောထားထားတာသဘောထားတဲ့အတွက် ကျွန်တော်အများကြီးဟိုကိုလက်လေးပါလဲလက်လေးကိုတရုတ်ဆောင်ခေါင်းကျွန်တော်စူးစမ်းခဲ့တယ်အများကြီးပဲဟိုဒီနေရာလေးရောက်ဖို့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်လည်းစူးစမ်းခဲ့ရတာအများကြီးပဲဒါပေမဲ့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်နမဲတွေဘာတွေသူတို့ပေးထားတဲ့ဇက်ကောင်နမဲတွေကမပြောင်းအောင်ဒါပေမဲ့ဇက်ကောင်လောက်ရမယ့်နေရာတွေပြောင်းသွားပြီးတော့ဟိုရှင်းရှင်းပြောရရင်ဇက်လန်တစ်ခုလုံးပါခဲ့ရရင်တော့မှဒိုင်ယာလောကဟုတ်ကဲ့စားပြီးပြီလားဥပမာပေါ့နော်အဲ့လောက်ပဲကျွန်တော်နှခွန်းလားသုံးခွန်းလားမသိဘူးပါခဲ့တယ်ပေါ့နော် အရောင်မှကျူးကျူးဆဆလောက်ရတဲ့အရာတွေအဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆို depression နေလဲရတယ်ဘာလို့လဲဆိုရင်ကျွန်တော်အဲ့ဒီ shooting မှာဆိုရင်ဘာတွေကြုံရလဲဆိုရင်လုံးဝကိုကိုကိုလည်းတော်တယ်လို့မပြောပါဘူးဒါပေမဲ့ကျွန်တော်စူးစမ်းနေတဲ့လူငယ်တယောက်ပါဒါပေမဲ့ဟိုအဲ့လိုစူးစမ်းနေတဲ့လူတွေအများကြီးကြားထဲမှာမှာ dialog တချောင်းတည်းကိုအခောက်90ကျော်ရိုက်ထားတော့မှအဆင်မပြေဘူးမပြောနိုင်တဲ့သူတို့ရိုက်ကူးနေတာရိုက်ကူးနေတဲ့အရာကိုကျွန်တော်တို့ကဘေးမှာလက်ခုပ်တီးပြီးထိုင်ကြည့်ခဲ့ရတာပေါ့နော် အဲ့လိုအရာမျိုးတွေပါကျွန်တော်ကြုံခဲ့ရတယ်အဲ့ဒီအချိန်မှာမနိုင်ရှင်ရဲ့စကားလေးကိုယူသုံးပြရစီဘာလို့လဲဆိုတော့အဲ့လိုသူ့ကိုသူပြောခဲ့တာပေါ့နော်သူ့ကိုအဲမင်းသမီးတယောက်ကဥပမာလောက်ခံရတဲ့အချိန်မှာသူ့ကဘာကြီးပုံမှာတသေးလေးဖြစ်ပြီးပျောက်ွယ်သွားခြင်းနဲ့ဆိုတဲ့အရာမျိုးအဲ့ဒီအရာမျိုးကကိုခံစားရတယ်အရန်ခံရတယ်ခံစားမှုကကကြီးရွယ်ချက်တွေမျောလင်းချက်တွေအားလုံးကတဲတဲရေတုံပဲ ဲ့ဒီခံစားချက်မျိုးဘောင်းဆောင်ကိုကျွန်တော်ကြော်ဖြတ်ခဲ့တယ်အများကြီးပဲလူတွေရဲ့မုန်းတာတွေကိုလည်းကျွန်တော်ခံပြီးခံမှာဘောင်းလဲဆိုရင်လူတွေကကျွန်တော်စူးစမ်းနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တခါလေးကြာရင်အခုပြောကြတယ်တရုတ်ဆောင်ဝါသနာပါလုံလို့ကျွန်တော်မိသားစုနဲ့တော့ against လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ်ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလုပ်ပါလားအဲ့ကျွန်တော်ကအမှန်တရားပြောရရင်ဒုပညာအောင် တယောစာကိုရေးစလောက်တာပေါ့နော်ဒါပေမဲ့ကိုလမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ငွေလေးရဖို့အတွက်ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ပြောဆိုကြရတဲ့သူတွေလည်းအများကြီးပေါ့နော်နောက်တစ်ခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့အချို့ကတင်နေကြတာပေါ့နော်ကျွန်တော်အများကြီးပဲအနေခံရတာအဓိကတော့အနေခံရရင် ကိုအရေးချင်းမရှိလို့နေခံရတယ်ဆိုကိုလိုက်ခံတယ်ကိုလိုက်ခံတယ် ဒါပေမဲ့အရေးချင်းတစ်ခုကိုသူတို့တတ်မှတ်လို့စီးပောင်နေတဲ့ဝင်ပြီးကမှအဲ့လိုရိုက်ချတာရိုက်ချိုးတာရယ်လေအများကြီးခံရရပေါ့နော်အခုလည်းကျွန်တော်မအောင်မြင်သေးပါဘူးဒီဇလန်ရဲတဲ့မှာလည်းဒီနေရာလေးကိုရောက်ဖို့ကျွန်တော်အများကြီးရှင်ပြိုင်မှုတွေနဲ့ကျွန်တော်စ조사ပြီးတော့လာခဲ့ရတယ်ဒီနေရာလေးပုံမှန်လည်းအားလုံးကတချို့ကကြတော့ဒီဇေယုတ်ကိုနားလဲတယ်ပေါ့နော်ဆရာဝန်ဇေယုတ်ကိုမှကျွန်တော်ကရမ်းစိုးသွမ်းနေရတာပေါ့နားလဲဒါပေမဲ့ကျွန်တော်နားမလဲပဲနဲ့ ဟိုမစင်ညာဒီလာဆဲတဲ့သူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုစိတ်ကောင်းလုံးတောင်းပဲထားပါတယ်ကျွန်တော်အားလုံးကိုလည်းမေတ္တာပို့ပါတယ်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်ကြိုးစားရနေရတာကျွန်တော်အတိဆုံးပါဟုတ်အဲဆုံးမပေါ့လေဆိုရင်အတချို့ကကြတော့ဒီခါလေးကြရင်ဟိုဘခန်နိုင်လို့လာပြီးတော့ပြောကြရတူလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အများကြီးရှိမှာဘလို့ပဲကြုံခဲ့ကြုံခဲ့ဒီဇက်လန်တွဲမှာရှိတယ်ပေါ့နော်အမဒီ4က လူကြီးမင်းနေဆိုရင်လည်းကျွန်တော်အရန်ကောင်းကြတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီ MRT ဖို့ရောက်ကြတဲ့ဟာနေစိတ်စားစိတ်တကက်တထေးလို့ထားတာထားပြီးဆိုရင်လည်းဟိုတယ်လိုမျိုးအဆောက်အဦတွေမှာထားတယ်စားတာနေတာထိုင်တာဘယ်တော့မှမပူရအောင် MRT ဖို့လည်းရောက်ကြတဲ့ရပါတော့နောက်ထပ်အခုဇက်လန်ထဲမှာဆိုရင်လည်းဆရာသမားတို့တက်လို့ဆိုရင်လည်းတိတိချာချာတင်ပြပေးတယ်ဟိုနောက်ထပ်အတားတွေကအဆောက်ပေါ့နော်နောက်ထပ်ကိုကောင်းမြတ်ဆန်တို့ဆိုလည်းအဲ့ဒီမဲ့အဲ့ဒီထဲမှာပါတယ်အခုဆိုကျွန်တော်နဲ့ live မှာအခြေတင်ဖြစ်နေရတယ်ပေါ့နော်ဇလန်ထဲမှာအတိုင်းအပြင်မှာကြောက်အဲ့လိုမဟုတ်ဘူးကိုကြီးက ဟိုစင်းပေါ်ရောက်ပြီဆိုတာနဲ့ညီလေးဘာလို့အက်လဲကျွန်တော်တို့ရဲ့ဘာလို့လဲဆိုရင်ရှူတင်နားတဲ့အချိန်မှာတော့မှစားတော့ဆိုင်ကိုခေါ်သွားတယ်ထားပြီးထားပြီးကမှကျွန်တော်တို့တင်ပြဖို့အတွက်ကျွန်တော်တို့ရင်ဘတ်ထဲမှာရှိတဲ့အားနှိတ်ချက်တွေအားလုံးဖွင့်အန်ချလာအောင်သူကိုယ်တိုင်စကားတွေအမျိုးမျိုးအစ်ထုတ်ပြီးကမှမေးတာ အဲ့လိုကိုယ့်ရဲ့အရာတွေအားလုံးပေါ်ပြီးဆိုမှ तू ကတိတိကျကျကိုတင်ပြပေးတာပေါ့နော်ရှူတင်မှာဆိုရင်လည်းကျွန်တော်ကိုစင်းမော့မှာဆိုရင်လည်းခေါင်းအစခြေဆုံးတိတိကျကျကြည့်ပြီးကမှတင်ပေးကြတယ်နောက်ထပ်ရှူတက်တစ်ဖွဲ့တားလုံးလည်းတင်ပေးတင်ပေးကြတယ်ပေါ့နော်အဲ့တော့လေကျေးဇူးအများကြီးတင်ပါတယ်ဟိုအခုဇက်လန်အပေါ်မှာတော့ညတော့ကတော့တော်တော်လူပြောများနေကြတယ်ကျွန်တော်ကိုလာအားပေးတဲ့တရုတ်ဆောင်ကြီးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဓိကကတော့ပေါ့နော်ကျွန်တော် ်ဒီဇက်ရုပ်ဇက်ကောင်ပေါ်မှာအမျိုးမျိုးဝေဖန်ကြတာပေါ့ဝေဖန်မှုကိုကျွန်တော်လက်ခံပါတယ်နားလည်ပါတယ်ဒါပေမဲ့ဟိုတချို့ပြောတဲ့အရာတွေကကြတော့ဒီဇက်ရုပ်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ပဲရှိလားအဲ့လိုပုံစံအနေနဲ့ပြောကြတာလေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးတစ်ခုတော့မရအောင်အများကြီးစူးစမ်းခဲ့ရတယ်ဟိုအပေချခံရရပမာဖြစ်ဘူးပေါ့နော်ရှေ့မှာဆိုရင်လည်း ရွေးချယ်ပြီးကမှအစောကပြောသလိုရိုက်ချိုးခံရရတယ်အများကြီးကြုံခဲ့ရတယ်အဲ့တော့အခုစူးစမ်းမှုလေးကိုတော့အားလုံးအတိအမှတ်မပြုပေးခြင်းနေပါကျွန်တော်စူးစမ်းထားတာလေးက MRT4 မှာည9နာရီဆိုပြနေပါတယ်အကြိုက်လဲကြည့်ပြီးတော့ဆုံးဖြတ်ပေးကြပါဝေဘာနာကိုလည်းကျွန်တော်လက်ခံပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ဒီနေရာလေးကပေါ့နော်ကျွန်တော်အားရအပြည့်နဲ့စူးစမ်းထားတဲ့နေရာလေးဆိုတာတော့ကျွန်တော်သိစေချင်ပါတယ်ခင်ဗျာဟုတ် အဓိအဓိကတော့ဗောနော်ကျွန်တော်တို့ဒီနုပညာလောကမှာကောင်းတဲ့ဆရာကြီးလည်းအများကြီးပဲကျွန်တော်လူတိုင်းကိုမဆိုလို့ဘူးเนาะဒါပေမဲ့တချို့သူတွေအများစုပါပဲအဲ့ဒီသူတွေကသူတို့ ਨੇ အတူတွာလာစားတော့နိုင်မှနောက်ထပ်တစ်ခုရရပြောရရင်ကတော့နိုင်မှနောက်ထပ်တစ်ခုကျွန်တော်အစောပြောတဲ့ပလင်းတူဘူးဆိုနေနိုင်မှကျွန်တော်ကကြတော့မိဘကိုလည်းကျွန်တော်ဂတိပေးထားတယ်ကျွန်တော်ဘတော်မှ တသက်လုံးပြက်စီးမဲ့လမ်းကြောင်းကျွန်တော်မသွားဘူးပေါ့နော်မသွားမှဖြစ်တဲ့အတွက်ကြောင့်တချို့ပလင်းတူဘူးဆိုတွေကြတော့ကျွန်တော်မလုံနိုင်ဘူးလေမလုံနိုင်ဘူးမလုံနိုင်တဲ့အတွက်အမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ဖြုတ်ချတာခံရတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင်တိန်တောင်းချီတန်ကားစီးနိုင်တဲ့သူဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးကမှရွေးချယ်ပြီးကမှလောက်ကြတာပေါ့နော်ကျွန်တော်လဲဥပမာကျော်လဲတိန်ထောက်ချီတန်ကားတော့စီးပါတယ်ဒါပေမဲ့တိန်တောင်းချီတန်ကားတော့ကျွန်တော်မိဘရလဲ အရင်ပြည့်စုံတဲ့သူတွေမဟုတ်တော့မစည်းနိုင်ဘူးလေမစည်းနိုင်တဲ့အတွက်အဲ့ဒီအရာတွေပေါ်မှာလဲအများကြီးပဲစုံဖြတ်ပြီးတော့လှုပ်ဆောင်တဲ့အရာတွေလည်းအများကြီးကြုံခဲ့ရတယ်အဓိကအစိုးဆုံးတစ်ချက်ကကြတော့အတူတူကျွန်တော်မလုံနိုင်ဆုံးတစ်ချက်ကကြတော့ဒီပလင်းတူကူစုနေနိုင်မှသူတို့လှုပ်တယ်လို့လုံနိုင်မှသဘောပေါက်လားသူတို့လှုပ်တယ်လို့လုံနိုင်မှအဲ့လိုနေရာမျိုးရှိတယ်အခုချိန်ကြီးလည်းမြင်နေရတယ်မြင်နေရတဲ့အချိန်မှာကိုကတော့မြေတားပဲထားပါတယ်အဲ့ဒါကြောင့်ဟိုအရာအလုံးမြေတားထားရင်တော့ ကျွန်တော်တရားတွေလည်းနားထောင်ထားတယ်မြစ်တာကတော့အခုမဟုတ်ရင်တော့မှတချင်ချင်းကြရရောက်ပြန်ဟမှာပါခင်ဗျာဟုတ်အထူးကတော့အဲ့ဒီအရာကတော့ကျွန်တော်သူများတွေကိုမပြောချင်ပါဘူးပေါ့နော်ဘာလို့လဲဆိုရင်အထူးကကို့ကိုရွေထားတဲ့နေရာပေါ့နော်အဲ့နေရာမှာကို့ကိုကြတော့ဟိုလက်လေးပါပါခြေလေးပါပါဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီအခေါက်90လောက်တရုတ်ဆောင်ရတဲ့လူကအောင်မြင်နေပြီလားဆိုတော့လေသူလည်းစူးစမ်းနေသေးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေလုံနေတော့ ဒါသူတို့အစောကကျွန်တော်ပြောထားတဲ့အချက်တွေမှာလည်းသူတို့လှုပ်ထားတာတွေလည်းပါဝင်မှာပေါ့နော်အဲ့ဒီလိုမျိုးတွေလှုပ်နေတော့အခုချိန်မှာတော့ဒီတိုင်းပါပဲဒီတိုင်းပါကိုမြင် နေရတဲ့တော့ကိုလည်းမအောင်မြင်သေးပါဘူးဒီတိုင်းပါပဲဒါပေမဲ့ကိုကတော့အမြဲတမ်းယုံကြည်ထားပါတယ်နေရာတိုင်းမှာအခုကျွန်တော်ပြောပြတဲ့အရာတွေရှိတယ်နှောက်ရက်တွေရှိတယ်အတားအဆီးတွေရှိတယ်နောက်တစ်တစ်ခု ကိုအညွတ်တက်လာပြီဆိုရင် ရိုက်ချိုးမဲ့သူတွေရှိတယ်အများကြီးပဲအဲ့ဒီအရာတွေကိုကျွန်တော်အကောင်းဆုံးကြောက်ဖျက်ဖို့အတွက်ကိုကိုကိုပဲ စ조사ပြီးတော့ကျွန်တော်ရက်တည်နေပါတယ်ခင်ကိုယ့်ရဲ့ဆဲဟုတ်ကိုအားရလားဆိုအားရပါတယ်ဟုတ်ကဲ့ကျွန်တော်က MRT ဖုန်းမှာအချစ်ဆုံးသူရဲ့ထုတ်ပတ်တီဇလန်တွေမှာဇော်မင်းတင်ဆိုတဲ့ character နဲ့ခတ်ဆူဆူစေးចောင်းသားလေးပေါ့နော်အဲ့ဒီ character နဲ့ကျွန်တော်ပြပြအောင်အကောင်းဆုံး조사ထားပါတယ်အဲ့ဒါကျွန်တော်ရဲ့ပထမအဦးဆုံး MRT ဘုမရိုက်ကူရဲ့ဇလန်တွေပါအဲ့ဒီအတွက်အမားလေးတွေပါရင်တော့ကျွန်တော်တောင်းပန်ပါတယ်ခွလုတ်ပေးပါဒါပေမဲ့ကျွန်တော်ကကျွန်တော်ကိုကျွန်တော်ကတော့အဲ့ဒီထက်မှသဘောကျတယ်ဟိုကို လုတ်ထားတဲ့အရာလေးလည်းအရာထင်တယ်လို့တော့ထင်ပါတယ်ခင်ဗျာဟုတ်မသိပါဘူးဗျာဘာလို့လဲဆိုရင်အခုမှကျွန်တော်ကအဲအစ်စစုံတွေထုတ်ပတ်ဒီဇလန်တွေထဲမှာကျွန်တော်ပါရာဆိုလို့ကောက်ကောက်၃ဘိုင်းပဲကျွန်တော်ပါရသေးတယ်သုံးပိုင်းပဲပါသေးတယ်အဲ့ဒီပုံမှာပထမဆုံးပါတဲ့အပိုင်းဆိုရင် intro လေးပဲမိတ်ဆက်လိုက်တာဒါပေမဲ့သတိထားမိကြတယ် trailer ပြလိုက်တယ်ကျွန်တော်စကားလုံးအားလုံးသတိထားပြီးတော့စောင့်ကြည့်နေကြတယ်ဒါပေမဲ့ဒီအပိုင်း၅ပေါ့နော်အပိုင်း၅စကြည့်တဲ့အချိန်မှာကျွန်တော်ရဲ့စကားကိုသူတို့ကရေးရေးမြင်လာကြပြီဒါပေမဲ့အရင်ကြီးပြောတာမျိုးမရှိဘူးဒါပေမဲ့အပိုင်း၆ ညတော့ပြသွားတဲ့အပိုင်းမှာကြတော့သူတို့ကကြည့်ပြီးတော့မခံမရနိုင်သူတွေကလည်းဝင်ပြောကြတယ်နောက်ထပ်ဟိုလူတိုင်းမှာတော့ချစ်တဲ့သူရှိတယ်မုန်းတဲ့သူရှိတယ်အများကြီးတိုက်ခိုက်လာရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အားလုံးကလည်းဟိုအနုပညာရှင် ကြီးတွေရောကျွန်တော်လာပြီးပြောကြတယ်အဲ့ဒီလိုအရာမျိုးတွေကလူတိုင်းကြောက်ရမှာပဲကျွန်တော်လည်းကြိုတင်ပြင်ဆင်ထားပါတယ်ခဗျာဟုတ်